ဒီကနေ့ကဘာကြီးမှလည်းလူပြူလူမဲခွဲခြားတဲ့ပြဿနာဟာဖြေမရှိတဲ့ပုံစံတစ်ပုဒ်လူပဲရှုပ်ထွေးနေသေးပါပဲအဲ့ဒီလိုပဲဘာသာတရားတွေထဲမှာလည်းအင်မတန်မြင့်မြတ်ပြီးနုညံ့တိမ်မွေ့ပါတယ်လို့ဆိုတဲ့ကျွန်တော်တို့ရဲ့ထေရဝါဒဗုဒ္ဓဘာသာဝင်ရဟန်းတန်ဃာတော်ချင်းအတူတူတွေကြားထဲမှာလည်းငယ်ပြူငယ်နဲ့တောရွတ်တောင်မြန်တမီးလံတိုးကြောင်ဆိုပြီးအခေါ်ဝမျိုးစုံနဲ့ခွဲခြားဆက်ဆံမှုတွေ များစွာရှိနေပါသေးတယ်။နံပါတ်1ငယ်ဖြူဆိုတာကတော့ငယ်ငယ်လေးကတည်းကသင်္ကန်းဝတ်ပြီးတော့သာသနာပေါင်မှာပျော်မွေ့နေတဲ့ပုဂ္ဂိုလ်မျိုးကိုခေါ်ပါတယ်။နံပါတ်2ဖြစ်တဲ့ငယ်နဲ့ဆိုတာကတော့အသက်16နှစ်20ရောက်ခါမှသာသနာပေါင်ကိုဝင်ခဲ့တဲ့ပုဂ္ဂိုလ်ကိုခေါ်တာဖြစ်ပါတယ်။နံပါတ်3တောရွယ်ဆိုတာကတော့လူပေါ်မှာအိမ်အောင်ကြပြီးတော့သားတွေသမီးတွေရတယ်။အကြောင်းမျိုးမျိုးကြောင့်တာဝန်ကရပြီး သာသနာပေါင်းကိုဝင်ခဲ့တဲ့ပုဂ္ဂိုလ်ကိုခေါ်ပါတယ်။နံပါတ်၄တောင်မြန်ဆိုတာကတော့တကူဒီလူပြိုကြီးဘဝနဲ့နေလာခဲ့ရမှအသက်ကြီးချင်းကြမှာဝတ်ခဲ့တဲ့ပုဂ္ဂိုလ်မျိုးကိုခေါ်ပါတယ်။နံပါတ်၅တမီလန် ဆိုတာကတော့သာသနာပေါင်းကိုအခုပင်သင်္ကန်းဝတ်လိုက် မပြောတော့ပါဘူးဆိုထွက်သွားလိုက်မကြောက်ဘူးပြန်ပြီးဝတ်လာလိုက်ထွက်သွားလိုက်လမ်းသေးဇရက်လိုသဘောထားပြီးသာသနာတွင်းကိုဝင်လိုက်ထွက်လိုက် လုပ်နေတဲ့ပုဂ္ဂိုလ်ကိုခေါ်ပါတယ်။နံပါတ်6တိုးချောင်းဆိုတာကတော့အရက်ထဲမှာ အလုတ်ဖြင့်ဖြစ်စေစသည်ဖြင့်ပေါ့သုံးစားလို့မရတော့တဲ့အတွက်ငါလူဘဝမှာနေရင်တော့သုံးစားလို့မရဘူးမဖြစ်တော့ဘူးအဆင်မပြေဘူးဆိုပြီးတော့တင်ငန်းဝတ်ခဲ့တဲ့ပုဂ္ဂိုလ်ကိုခေါ်တာဖြစ်ပါတယ်အဲ့ဒီလိုငယ်ပြူငယ်နဲ့တောရွတ်တောင်မြန်တမီးလန်တိုးချောင်းဆိုတဲ့အခေါ်ဝေါ်မျိုးစုံတဲမှာမှဒီဘလော့မှာကျွန်တော်ပြောမယ့်အရာကတောရွတ်ရန်နေအကြောင်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအထက်မှာတောရွတ်ဆိုတဲ့သကလုံးကမိတ်ဆွေတို့ကျွန်တော်တို့ အများကြီးနဲ့လည်းရင်းနှီးထားတယ်ဒီစကလုံးကိုတုံဆွဲတဲ့လူတွေလည်းများတဲ့အတွက်ကျွန်တော်ကတော်ရွတ်ဆိုတဲ့စကလုံးကိုအထက်ဖြည့်ရှင်းပြသွားမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီကနေ့ကျွန်တော်တို့တာသနာတော်မှာသင်္ကန်းဝင်တဲ့မအပ်ဆက်သောစီလီယံမှုမရှိသော အလုပ်ကိုလုပ်တာမြင်ရင်တော်ရွတ်ဒီပါဆိုပြီးတော့ဘုန်းကြီးချင်းချင်းကလည်းပြောကြတယ်လို့ကျွန်တော်တို့လူပေါင်းကလူတွေကလည်းရေပူရတတ်မှတ်တတ်ကြပါ ဲ့ဒီလိုပြောတဲ့အထက်မှာငယ်ပြူယဟန်းတွေများစွာပါပါဒါကငယ်ပြူတွေကလည်းဒီစကားဘာကြောင့်ပြောတာလဲလို့လေ့လာကြည့်လိုက်တဲ့အခါမှာအင်ဂုတ္တရနိဂေပင်စကနိဗ္ဗတောမှာဖះရှင်ကိုယ်တော်မြတ်ကတောရယဟန်းတွေမှာဖြစ်တတ်တဲ့အပြည့်၅ပါးဆိုပြီးတော့ခေါ်ကြတော်မူခဲ့ပါတယ်အဲ့ဒီကြံကိုအထောက်ထားနဲ့တောထွက်တီကိုအပြစ်ပြောတယ်လို့ကျွန်တော်ကတော့သုံးတပ်မိပါဒီနေရာမှာလဲစောစောကလိုပဲ တော်တော်ရဟန်းဒီမှာဖြစ်တတ်တဲ့အပြင်၅ပါးကဘာတွေလဲဆိုတာကိုကျွန်တော်တခုချင်းပြောပြပါဦးမယ်။နံပါတ်၁လေးစားခြင်းဆိုတဲ့နေရာမှာဖြစ်တတ်တဲ့အကြောင်းတရားကအရက်ထဲမှာကြတော့သူနဲ့ကိုနဲ့တစ်နှစ်ကြီးတစ်နှစ်ငယ်နှစ်နှစ်သုံးနှစ်လောက်ဆိုရင်မင်းငါစသည်ဖြင့်ပြောဆိုတုံ့နှုံးတာများတယ်လေ။အဲဒီအကျင့်လေးတွေပါလာပြီးရဟန်းပေါင်ရောက်တဲ့အခါမှာကြည်တော်ပုဂ္ဂိုလ်များနဲ့တွေ့တဲ့အခါမှာလူဝိကြောင့်ဘဝကပြုတ်မှုခဲ့တဲ့အပြုတ်မှုလေးတွေစွဲလန်းပြီးတာကြမှာ။ ပြုမှုဆက်ဆံတတ်တယ်ဆိုတာကိုဖះရှင်ကပြောပါတယ်။နံပါတ်1ဖြစ်တဲ့နာဂံချင်းဆိုတဲ့နေရာမှာလေဒီရက်ထဲမှာကြတော့အเจ้าရတခုခုကိုဆူဆုံးမှလာပြီဆိုရင်မဟုတ်ရင်မဟုတ်ဘူးဟုတ်ရင်ဟုတ်တယ်ပြန်ပြီးတော့စောတက်ကတက်လို့လည်းရတယ်အမြင်မတူတာကိုပေါ်တင်တယ်ဖျဲလို့လည်းရတယ်ပေါ့ဗျာအချို့ကိစ္စလေးတွေကြတော့အဆင်မပြေဖြစ်တတ်ပါတယ်အဲ့ဒါကိုဆိုပါတယ်နံပါတ်3ဖြစ်တဲ့ဝစ်စားဆင်ရင်ပုံအချိုးစားမကြခြင်းဆိုတာလည်း မှန်ပါတယ်ဥပမာဒီနေရာမှာငငယ်လေးကတည်းကတင်ကန်းခွေပြီးတော့ဖုန်ကြီးရန်ဖြစ်သွားတဲ့ပုံကူတယောက်ကအကြောင်းမျိုးမျိုးကြောင့်လူဝက်လဲလိုက်တဲ့အချိန်မှာအဆိုးအင်ကြီးဝက်တာဘောင်းပြီဝက်တာအချိုးစားမကြဘူးအဲ့ဒီလိုပဲလူဘဝမှာတသက်လုံးနေလာပြီးအသက်ကြီးမှရဟန်းဝက်လာတဲ့အခါမှာတင်ကန်းဝက်တဲ့ယုံတဲ့နေရာမှာ အချိုးစားမကြဘူးဆိုတာကတော့လက်မခံလို့လည်းမရဘူးအဲ့ဒါနော်နံပါတ်5ဝီနီမလီစားခြင်း ဝိနည်းမလေးစားခြင်းဆိုတဲ့နေရာမှာလဲဖះရှင်ကတစ်ဖက်သိပ်မပြောတတ်ပါဝိနည်းမလေးစားဘူးဆိုတာငယ်မူကမှလေးစားတယ်တောတော်ကမှလေးစားတယ်ဆိုပြီးတော့ပုံသေးနီးကလင်တာဖွင့်ကြမရှိပါငယ်မူဖြစ်ပြီးတော့ဝိနည်းဖောက်ဖြတ်ခြင်းနဲ့ဖောက်ဖြတ်မယ်တောတော်ဖြစ်ပြီးတော့ဝိနည်းလေးစားခြင်းနဲ့လေးစားမယ်ဒါပေမဲ့ဖះရှင်ကရေဘူးရအားဖြင့်ဖြစ်တတ်တဲ့သဘောကိုဟောခဲ့တာဖြစ်ပါအဲ့ဟိုကိုကားပြီးတော့ပဲငယ်ပြူတွေကတောတဲ့တီကိုခွဲခြားဆက်ဆံမှုကြီးလာတယ်လို့မြင်ပါတယ် တကယ်တော့ဖះရှင်ကတော့ဒီမှာဖြစ်တတ်တဲ့အပြည့်၅ပါးဆိုတာကိုဟောပြခဲ့တာကခွဲခြားဆက်ဆံဖို့အတွက်နိဗ္ဗာန်ပြလောက်ခဲ့တာမဟုတ်ပါဘူးတော့ဒီမှာဒီလူလေးတွေရှိတတ်တယ်မင်းတို့တော့ထွက်တင်နဲ့ပေါင်းရင်ဒီအထာလေးတွေကိုသိဖို့လိုတယ်ဆိုပြီးတော့ပေါင်းသင်းဆက်ဆံရေးရဟန်းတန်ခါအချင်းချင်းအဆင်ပြေအောင်လို့ဖះရှင်ကအကောင်းဆုံးနိလန်ပေးခဲ့တာဖြစ်ပါတယ်ငယ်ပြူရဟန်းတိုင်းက တော်တော်ဒီကိုခွဲခြားဆက်ဆံတယ်လို့ကျွန်တော်မပြောဘူးနော်တချို့ငယ်ဖြူတွေအင်မတန်တော်တာသူဟာသူတဝါပဲရရတဝါမရသေးတဲ့တော်တော်ယဟန်ပဲဖြစ်ဖြစ်ဘဝမရသေးဘူးဆိုတာဝင့်ပြီးဘဝမဆူရသေးဘူးတော်ကမဆူရမှာစတဲ့ငါတို့ကဖះရှင်ရဲ့အရေးမှာမှီခိုပြီးတော့နေထိုင်ကြတဲ့တန်ခါညီအကိုချင်းချင်းကွာဆိုပြီးတော့တကယ်ကိုတသွေးတယ်တသားတယ်ဆက်ဆံတဲ့ငယ်သူယဟန်တွေလည်းကြီးညိုစရာကောင်းလာအောင်အများကြီးရှိပါတယ် တော်ရွက်တိုင်းတော်ရလားဆိုတော့လေမဟုတ်ပါဘူးတချို့တော်ရွက်တွေကြတော့လေတော်ထွက်ဆိုတဲ့အတိုင်းတော်ကိုပဲမောင်းထုတ်တဲ့လောက်အောင်ထိရဟန်းလောကမှာအစင်မပြေတဲ့တော်ထွက်တွေလည်းအများကြီးရှိပါတယ်။သို့တော့အဲ့ဒါကိုဒီဘက်မှာတပုံပုံထားခဲ့မယ်။ဒီဘလော့မှာကျွန်တော်ပြောချင်တာကတော်ထွက်နဲ့ငယ်ပြူသာသနာဘုဒ္ဓဖြစ်တယ်လေအမေးပု္ပ္ပစာ6ချက်နဲ့တော်ထွက်ဒီဘက်ကနေခြေပပေးခြင်းတဲ့သဘောပါ။ ငယ်ပြူတွေဘက်ကမေးစရာကလည်းအချက်ပေါင်းရာထောင်တောင်းချီပြီးရှိပါတယ်ဒါပေမဲ့တောတဘက်ကအရင်မေးပြပါတယ်။ကောင်းပြီဒီတော့တောထွက်တီကအနေထိုင်မတတ်ဘူးအပြောဆိုအပြုတ်မှုအဆင်မပြေဘူးဆိုရင်အဲ့ဒီတတ်မှတ်ချက်ဟာပုံတည်နီးမှန်ဤမှားဤဆိုတာကိုအချက်6ချက်နဲ့မေးပါမယ်။နံပါတ်1အချက်ကတော့ဒီကနေ့မိတ်ဆွေတို့ပတ်ဝန်းကျင်မှာရှိတဲ့ကျောင်းတိုင်ဆရာတော်တွေကိုလိုက်ကြည့်လိုက် ငယ်ဖြူများသလားတောထွက်များသလားငယ်ဖြူတွေများပါတယ်နောက်နံပါတ်1ကြောင်းလှတဲ့ပြဿနာနဲ့ရုံးပြေကနာရောက်နေတဲ့အထက်မှာငယ်ဖြူတွေများသလားတောထွက်တွေများသလားငယ်ဖြူတွေများပါတယ်နံပါတ်3ဘုံကြီးချင်းချင်းပွဲလန်းတဲ့ပင်တစ်ခုမှဆုံရင်တုတ်တန်ဝင်းဤအဖိဓမ္မာအကြောင်းနေမဟုတ်ဖဲနဲ့ကိုရော့ကမော်ရယ်ဘလောက်လဲဒီကဘယ်ချင်းကဘယ်မော်ရယ်ဝင်မယ် လက်ရှိကားစီးပဲလားစသည်ဖြင့်ကိုတော်ဘယ်ဖုံးကင်နေရလဲအိုင်ဖုံးလားပတ်ဝန်းကျင်ကြားမကောက်အောင်မရှက်မကြောက်ပြောနေတဲ့အထက်မှာတောရွက်တွေများလာလားငယ်ဖြူတွေများလာလားနံပါတ်၄အချက်တင်ငန်းဝတ်ထားတဲ့ငါတို့ကိုလူတွေကနာခံတတ်ရမယ်ပါဆိုပြီးဩဇာညောင်းကျင်တဲ့စိတ်နဲ့ငါတကောကောနေတဲ့ဖုံးကြီးတွေကိုကြိတ်လိုက်ရင်လေငယ်ဖြူတွေများသလားတောရွက်တွေများသလားစဉ်းစားဖို့လိုတယ် နံပါတ်5ဒီကနေ့မိတ်ဆွေတို့ကျွန်တော်တို့ပတ်ဝန်းကျင်မှာမတုခါမှာအမျိုးသမီးနဲ့ပတ်သက်ပြီးတော့ကြော်မကောင်းကြားမကောင်းမရင်းမှုတွေအာရမမှုတွေကိုဝင်ပေါ်သွားတဲ့ပြဿနာတွေတဲမှာငယ်ဖြူတွေများသလားတောထွက်တွေများသလားဒါလည်းစဉ်းစားစရာပဲလာပြီးနံပါတ်6တူဒီတရီဒီချက်ကနန်ပြီးဘေးရင်ဟောလက္ခဏာကြည့်ရရရာခြေခိုင်းနေတဲ့အထက်မှာဟော ငယ်ဖြူတွေများသလားတောထွက်တွေများသလားအဲ့ဒီအချက်6ချက်ကလေးနဲ့ပဲပြည်တန်တိုင်းကြည်လိုက်အောင်ကဲဒါဆိုရင်သာသနာညှို့နှောင်းအောင်တကယ်လုပ်နေတာငယ်ဖြူတွေလားတောထွက်တွေလားဒီနေရာမှာငယ်ဖြူယဟန်ဒီဘက်ကလည်းတောထွက်တွေကိုမေးစရာ မေးခွန်းတွေအများကြီးကိုရှိတယ်နေရာတိုင်းမှာငယ်ဖြူတွေတော်တယ်တောထွက်တွေညံ့တယ်ငယ်ပြူတွေမြင့်မြတ်တဲ့တောထွက်တွေနှင်းကြတယ်ဆိုတဲ့ပုံတည်နည်းမရှိပါဘူး တာသနာတာဝန်ကိုကြည်ပွန်စွာအကောင်းဆုံးထမ်းဆောင်ကြတဲ့အထက်မှာလဲငယ်ဘူကမှတာသနာတာဝန်ကြည်ပွန်တာတောကျော်ကမှတာသနာတာဝန်ကြည်ပွန်တာလို့မရှိသလိုပဲတာသနာညှိုးနှောင်းအောင်လုပ်တဲ့နေရာမှာလဲငယ်ဘူတွေပါတောထွက်တေပါဆိုတာမျိုးမရှိပါဘူးငယ်ဘူတွေတောထွက်တေဆိုတဲ့ဒစိတ်တွေကတာသနာတိုးပွားအောင်တာသနာညှိုးနှောင်းအောင်မလုပ်နိုင်ပါဘူးတကယ်တော့ငယ်ဘူပဲဖြစ်ဖြစ်တောထွက်ပဲဖြစ်ဖြစ် အဲ့ဒီပုပ်ကိုရဲ့အမှုအကျင့်ဒီတာလျင်ပဓာနာဖြစ်ပါတယ်ဒီနေရာမှာမာကန္ဒံဆရာတော်ဘုရားကြီးအရှင်ဇဏကဘိဝန္တရဲ့တဲ့သုံးစကားလေးကိုပြောရရင်တကယ်တော့စာမတတ်လို့အပယ်မကြဘူးกว่าဝိနည်းမလေးစားအကျင့်ဒီလမရှိမှအပယ်ကြတာတဲ့အရှင်ဇဏကဘိဝန္တကတော့အဲ့ဒီလိုပဲဆရာတော်ကြီးကအမြဲတမ်းလက်သုံးစကားအဖြစ်အဲ့ဒါကိုပြောလို့ရှိပါတယ် ဒါကြောင့်သာသနာတော်ညှို့နှောင်းအောင်လုပ်တဲ့နေရာမှာငယ်ပြူတောထွဲလို့မဟုတ်ဖဲနဲ့ယူပုတ်ကိုရဲ့အမှုအကျင့်သားလျင်အဓိကကြတဲ့အတွက်ဒီကနေ့မှဝစ်လာတဲ့ကိုရင်ကလေးကစပြီးတော့ဝါတော်ကြီးမားလာတဲ့ဆရာတော်တန်ဃာတော်ကြီးတွေထိအလုံးသည်မြတ်စွာဘုရားရဲ့သာသနာတော်ဝန်ကိုမိမိတတ်နိုင်သောရှုထောင့်မျိုးစုံကနေထမ်းဆောင်နေကြတာဖြစ်တဲ့အတွက်ငယ်မှုတောထွဲတောင်မြန်တမီးလန်သိုးချောင်ဆိုတဲ့ ဩဟာရအခေါ်တော်တွေဈာထဲမှာဝိပါဒကွဲခြင်းခွဲခြားဆက်ဆံခြင်းမှကင်းဝေးကြပါစေလို့ကျွန်တော်ကတော့အကောင်းဆုံးမျှော်လင့်ရင်းနဲ့ဒီဘလော်လေးကနေနှုတ်ဆက်လိုက်ပါတယ်